နီးပြားကလပ်စနာနဲ့ပင်လစ်အတင်စာချုပ်သစ်ဆွေးနွေးဘောလုံးကြသူများအတွက်ကျွန်မရဲ့1 million channel ကပြန်လည်ကြိုဆိုလာပါမယ်။ရှားဒီကုံမှာစာချုပ်ပြည့်မဲ့နီးပြားကလပ်စနာနဲ့စာချုပ်သစ်ဆွေးနွေးမှုတွေပြုလုပ်နေပြီးနှစ်ဦးနှစ်ဖက်အကျိုးစီးပွားဆိုင်ရာအခြေသက်တွေညှိနှိုင်းဖို့သာကြံတော့တယ်လို့ပင်လစ်အတင်ဥက္ကဋ္ဌ Parash ကပြောပါရယ်။အသက်52နှစ်အရွယ်ဂလစနာကဖဲလစ်အသင်းကိုအောင်မြင်မှုတွေရအောင်လို့ဥဆောင်ပေးထားသူဖြစ်ပေမဲ့စာရုပ်သက်တမ်းပြည့်တော့မှဖြစ်လို့အနာဂတ်ကလှုပ်ခတ်နေတာပဲဖြစ်ပါတယ် သတင်းတွေရဘဲလစ်အသင်းက Glasner ကိုအခုနှစ်ရာသီစပိုင်းမှာပဲစာချုပ်သစ်ကမ်းလှမ်းထားတယ်လို့သိရပြီးအခုချိန်ထိအပိသက်လက်မှတ်မထိုးနိုင်သေးတာဖြစ်ပါတယ် 2024ဖေဖော်ဝါရီမှာဘဲလစ်ကိုစတင်တာဝန်ယူခဲ့တဲ့ကလစနာကအသင်းသမိုင်းတက်လျှောက်ပထမဆုံးအထူးကစုဖလားဖြင့် FA ဖလားကိုပြီးခဲ့တဲ့ရာသီကရောက်ပြီးခဲ့သလိုအခုရာသီမှာလည်းပုံစံကောင်းကိုထိန်းထားနိုင်တာဖြစ်ပါတယ်။ကလစနာရော အသင်းမှာရှေ့ဆက်နိုင်မှုအတွက်ဆန္ဒတွေရှိနေကြသလိုအကျိုးစီးပွားနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုညှိနှိုင်းနိုင်ခဲ့မယ်ဆိုရင်တော့အခြေအနေတစ်ခုခုထူးခြားလာမှာဖြစ်ပါတယ်လို့အသင်းဥက္ကဋ္ဌပါရစ်ကပြောပါတယ်။ ဖဲလစ်အသင်းနဲ့တူရလကောင်တွေရှာနေတဲ့နီပြကလပ်စနာကိုမန်ယူပါဝင်ဥရောပအသင်းကြီးတချို့ကခေါ်ယူဖို့စိတ်ဝင်စားနေကြပြီးဖဲလစ်နဲ့လမ်းခွဲခဲ့ရင်ခေါ်ယူဖို့အတွက်စူးစမ်းတောင်းပန်ရှိနေရလို့သိရပါဗျာ။